အဲ့ငါးနှစ်ကလေးကလက်စစ်လေးတွေမဲတယ်ဆိုတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီရွယ်ကြကြတော့အဆုံစားလို့ရပြီပေါ့နော်ကလေးတွေကကြတော့ဘီတွဲချွတ်တဲ့တာတွေဖြစ်နိုင်တယ်နောက်တော့ကကြတော့ဗီတာမင် D ပေါ့နော် D3 ပေါ့နော်နေပူထဲမှာကစားပါစီပေါ့နော်တဘာဝတိုင်းကစားပါစီပေါ့နော်အရန်ပြုစုနေရင်လည်းကလေးတွေကယောဂဆောင်တယ်ကျွန်တော်ကဂျမ်းမွန်တောင်ရင်းတော့ဂျမ်းမွန်တောင်ဆိုတာကျူးဗျာကျွန်တော်က2006အဲ့အဲ့စေကန်းစဖွင့်တာ2006ကအဲ့တော့ကျွန်တော်ကကျူးနေပဲပေါ့ကြည့်ရတာ တန်ချင်ကြိုက်ကြိုက်ရေထဲလည်းပြစ်ထားတာအဲ့ကလေးတွေဘာမှဖြစ်ဘူးသူက immunity ကောင်းတယ်မြေဓာတ်တွေရေဓာတ်တွေရပြီးတော့ကျန်းမာရေးကောင်းပြီးတော့တိုက်ထဲမှာနေတဲ့တထေးတထေးကလေးကြတော့အာမြေမထီရေမထီကလေးကခဏခဏဖြားလိုက်သူတို့တကွေဖြင်းလိုက်ချင်းကောင်လေးကြိုက်မအောင်သူတို့အသေးသံချင်းကောင်မနေလိုက်ဖမ်းနေရတယ်ဆိုတော့ဟိုတခါကျတော့ဘယ်လိုပြောရမလဲပြောရမှာလေအဲ့ဒါစီးပညာဆိုတာတကယ်ကျတော့ပုံသေးမဟုတ်ဘူးအမြဲတမ်းမမှန်ဘူး ဟိုအဲ့ဒါကြီးတော့ပြောနေတယ်ချင်းကိုက်လို့လည်းသူတို့တကဖြစ်ချင်းပါလေဖြစ်မှာဒါပေမဲ့သူတို့တကကတော့ချင်းချောင်းဖြစ်တယ်ပေါ့နော်ဒါကတော့အမှန်တရားပြောမှာပေါ့နော်ကြောက်ပြောသလိုပါကွာဟိုကွန်ဆာတိုင်းတော့ကန်ဆာမဖြစ်ဘူးဒါပေမဲ့ကန်ပဇောင်းကန်ဆာသမားတွေကကွန်ဆာတယ်ပဇောင်းသမားကန်ဆာဖြစ်တဲ့သူတွေကွန်ချောင်းဖြစ်တာများတယ်ဆိုတော့အဲ့လိုပဲကြောက်ကြောက်ပြောချင်တာနေရာတိုင်းမှာ common things are common ပဲပေါ့နော်ကျွန်တော်ပြောတဲ့အတိအကျအများစုမှန်တာကိုကျွန်တော်ကပြောတာပေါ့နော်ချင်းချက်တွေတော့လာမပြောနဲ့ပေါ့နော်ကျွန်တော်လည်းချင်းချက်ထံမှာပါတယ် ပါတယ်ပါတယ်အဲ့အဲ့လိုလူတွေမှာပါတယ်ပေါ့နော်တာမန်လူနဲ့မတူတဲ့ဟာတွေရှိနေအဲ့လိုလူမျိုးတွေကြတော့ချင်းချက်ကိုပြောလို့မရဘူးလေဟိုပြပြကျွန်တော်တို့လူမျိုးတော့တချို့ကြတော့လေကျွန်တော်နဲ့တင့်အချိန်မှာတင့်မယ်ဟိုကကျွန်တော်ဥပမာဥပမာပြောရကွာဖဲသီးနဲ့ကိုလာလာပါလားမတင့်ရင်ဒါမတင့်တော့တာပဲစားတာပဲအမတည့်ဘူးဆိုတော့လိုက်စားတာအကုန်လုံးစားကြည့်တော့လည်းဘာစိတ်မှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့အမဖြစ်သေးတာပေါ့နော်ကုသကံလေးကောင်းတယ်ပဲပြောကြပါဆိုဒါပေမဲ့ဘယ်နေ့တည်မယ်ဆိုတော့မသိနိုင်ဘူးဆိုတာလေအဲ့တော့အဓိကကတော့ဗီတာမင် D ရယ် အပီတွဲပေါ့နော်အားစေးတွေပြီးတော့အိုင်းရောပေါ့တနေအားစေးတွေအဲ့ဒါတိုက်ကြည့်ပေါ့နော်ငယ်လဲငယ်သေးလို့ဒါပေမဲ့လူကြီးတွေတော့အစ်စ်လေးတွေမဲလာတော့တတိထားတယ်အသက်ကြီးလာရင်တော့လက်စစ်တွေမဲလာရင်တော့သိကြတယ်ဒီကောင်ကဒါအစ်စ်လေးဘက်နာဖြစ်နိုင်တယ်ခုခေတ်မှာမိန်းကလေးတွေပေါ့နော်အများစုအပြိုပေါက်လေးတွေဆိုရင်တော့မဲလာရင်တော့တတိထားတယ်ကြိုက်လာတယ်ဆိုရင်တော့တတိထားတယ်ငါးနှစ်ကတော့ D3 တို့နော် B2 တို့အိုင်းရောပါတိုက်နိုင် OK ပါလိမ့်မယ်ပေါ့နော်အဆုံကျွေးပေါ့နော်အသီးရွက်သားငါပင်မြတ်တောင်းအောင်စားဆိုရင်ရပါတယ် အဲ့တော့တချို့ကလေးကဒါမစားဘူးတချို့ကလေးကရရရမစားဘူးအဲ့လိုမျိုးတွေရှိတယ်အဲ့လိုကလေးတွေဖြစ်တာများတယ်ပေါ့နော်အဲ့တော့အဓိကတော့ moisturizer လေးတွေသုံးတယ်ခုနောက်ပိုင်းကအဲ့လိုမျိုးခန္ဓာကိုယ်ကရေရ၆တာပေါ့နော်ရေရ၆တဲ့သူတွေများတယ်ပေါ့နော်အဲ့တော့ moisturizer ဆိုတာကတော့ရေတက်ပါတဲ့ဟာတွေပေါ့နော် cosmetic ဆိုရင်အဲ့ဒါကြီးသုံးစီခြင်းပေါ့နော်ရေထဲပါတဲ့ပြည်ဟာတွေကတော်တော်များများသုံးကြတယ်ပေါ့နော်မျက်နှာဆိုလည်းအဲ့လိုပဲ moisturizer သုံးရတယ်ပေါ့နော်ဟိုပမာလို့ toner လို့ခေါ်မလားမသိဘူးပေါ့နော်လက်တွေပါလေလိမ့်ရတယ် hand gel ကျွန်တော်အချင်းမရှိလို့အမှန်တရားလိုတယ်ပေါ့နော်ဟို body lotion တွေပါလေတကယ်လိုတယ်လိုတယ်လိုတယ်ပေါ့နော်ဟို main ကလေးတွေပေါ့နော်အထူးသဖြင့် main ကလေးတွေပေါ့နော်ဟို skin လည်းကဲရမယ်ဒါပေမဲ့အသက်ရွယ်အဲ့လိုအသက်ကြီးလိုက် main ကလေးတွေဆိုရင်တော့လေးပန်းနာကိုသတိထားရတယ်ပေါ့နော်အဲ့ဒါတွေတွေ့ဖို့ပါတယ်